ထိုင်းနိုင်ငံတောင်ပိုင်းဆုံခလခရိုင်ဟတ်ရိုင်မြို့နယ်အနီးတဝိုက်မှာစံချေတဲ့ရေကြီးနှိမ့်မြုံမှုတွေကြောင့်မြန်မာအလုတ္တမထောင်ထဲချီရေဘေးတင့်ခဲ့ရပါတယ်။ဒီအချိန်နေမှာဘန်ကောက်ကမြန်မာအလုတ္တမတန်အရာရှိရုံကနေရေဘေးကြောင့် CI ဆောက်ပြည့်စည်သွားသူတွေအတွက်ထုတ်ပြန်ချက်တစ်ခုထွက်ပေါ်လာပါတယ်။ ်မြန်မာလုံတမာတန်အရာရှိရုံရဲ့ဒီဇင်ဘာလ3ရက်ထုတ်ပြန်ချက်အရထိုင်းတောက်ပိုင်းကအလုံတမာတွေအနေနဲ့ရည်ကြီးမှုကြောင့် CI စာအုပ်ပျောက်ဆုံးတာပြည့်စည်တာလို့ရှိရင်နိစက်ရ CI စခန်းတွေမှာပြန်ပြီးရှောက်ထားနိုင်တယ်လို့ဆိုပါတယ် ။ CI ဆောင်ထုတ်ပေးတဲ့စကန်လေးခုကိုစမွန်စခွန်စမွန်ဘရကန်ချင်းမိုင်နဲ့ဆူရတ်ဌာနီမျိုးတွေမှာဖွင့်ထားပြီး Grabi မျိုးမှာလည်း mobile unit တစ်ခုတိုးချဲ့ဖွင့်လှစ်ထားတယ်လို့ဆိုပါရယ်။ DCI စကန်တွင်လည်း mobile စကန်ကိုဒီဇင်ဘာလ23ရက်နေ့အထိဖွင့်လှစ်ပေးမယ်လို့မြန်မာလုံတမာတန်အရာရှိယောက်ကတတိပေးထားပါရယ်။ CI ဆောင်ထုတ်ပေးတာဟာထိုင်းမြန်မာနှစ်နိုင်ငံအတိမတ်ပြုထားတဲ့ဖက်သူဘဲဝါဖြစ်ကြောင်းတက်တီခန့်လက်မှတ်ဖြစ်ပေမဲ့ဒီ CI ဆောင်လောက်ခတ်ပေးရတဲ့အခွန်ငွေတွေဟာစစ်ကောမရှင်စီကိုစီစဉ်နေတာကြောင့်အလုတ်သမားအရေးလှူရှားသူတွေကတော့ကန့်ကွက်နေကြဆဲဖြစ်ပါတယ်တဖက်မှာလည်းအခုလိုရေကြီးမှုကြောင့်ထိုင်းတောက်ပိုင်းခရိုင်ဆက်ခုမှာလူပေါင်းနှစ်တန်းကျော်ထိခိုက်ခဲ့ရပြီးတော့မြန်မာအလုပ်သမားတွေအတွက်အစားအသောက်နဲ့နေရာထိုက်ခင်းတွေအရေးပေါ်လိုအပ်နေပါတယ်။